ရာဖီညာဦးကျော်ပြီးဘလွန်ရောရနိုင်တဲ့ကစားသမားကိုအာအသင်ပွဲခံမှန်းလိုက်တဲ့ကာဗီအားလုံးပဲမင်္ဂလာပါဘလူးလုံးနဲ့2025ခုနှစ်တောင်သုံးဖို့တပုံနဲ့ကိုစောက်ရောက်နေဖြစ်ပါတယ်2024 2025ဘောလုံးရသည့်ပြီးဆုံးမှုအတွက်လာပိုင်းလောက်ပဲလူရောတာဖြစ်ပါတယ်ဒီနေ့ရဲ့ဘလွန်ရောဖူဂျီကိုလည်းဘယ်ကစားသမားတွေရရှိနိုင်သွားတယ်လဲဆိုတာတစားတစားသိမြင်လာခဲ့ပါပြီဘာစီလိုနာကွင်းနဲ့လူကာဗီကတော့သူ့အနေနဲ့2025ဘလွန်ဒီအော်ဂျီကိုဘယ်ကစားသမားရသွားမယ်ထင်လဲဆိုတာအဖြေပေးလာခဲ့ပြီးတော့အဲအော့ဖို့ကောင်းတာတစ်ခုကအသင်းပေါ်ရာဖီညာရောလက်မင်းရမယ်ပါပါမလာခဲ့တာလည်းဖြစ်ပါတယ် အသက်20ရွယ်ဂါဗီယာဘာစီလိုနာအသင်းကဘင်ဖီကာအသင်းကိုအနိုင်ရရှိခဲ့တဲ့ချန်ပီယံလိဂ်16အသင်းမှာခြေစမ်းပြဝင်ကစားနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဘာစီလိုနာရဲ့နိုင်ပွဲမှာအခရာချခဲ့တဲ့သူတွေကတော့အသက်18နှစ်အရွယ်ရှာမင်နဲ့အသက်28နှစ်အရွယ်ရာဖင်ညာတို့ပဲဖြစ်ပါတယ်။ရာမီယာဘာစီလိုနာအသင်းကိုနေမာမက်ဆီတို့ရဲ့အမွှေးတပ်တွေကိုပြင်အားစေသူဖြစ်ပြီးတော့သူ့ခြေထောက်ထဲပေါ်လုံးရောက်တိုင်းမှာတစ်ခုမဟုတ်တစ်ခုလုပ်ပြနေတတ်ပါတယ်။ဒါကြောင့်ဘင်ဖီကာရဲ့ခံစစ်ကရာဖင်ညာရဲ့မူယာမန်များမှုနဲ့ဘောလုံးနဲ့တပါးတည်းချောဖြတ်နိုင်မှုကိုဘလို့မှမတားဆီးနိုင်မင်းနဲ့ဖြစ်ဖြစ်ဖြစ်ခဲ့ရပါတယ်။ ဗီလူလာအသင်းအတွက်ဦးဆောင်ကိုကိုလည်းရှားမဲ့ပဲဖန်တီးပြသွားခဲ့တာဖြစ်ပြီးတော့ဘင်ဖီကာကစားသမားတွေကိုကြော်ဖြတ်ပြီးဖန်တီးပေးခဲ့တာပါ။ဒါမလျာဒီယာဒီမာဆိုရင်ဗီလူလာအသင်းနဲ့ဆက်တကူတင်ယူထားပြီးတော့၁၆ဂိုးဖန်တီးပေးထားပါတယ်။တပတ်မှာရာဖင်ညာကတော့သူ့ရဲ့ကစားသမားဘောအကောင်းဆုံးယာတီကိုဖြတ်တန်းနေပြီးတော့ဗီလူလာအသင်းအတွက်ပွဲတိုင်းခြေစမ်းပြကစားနေပါတယ်။ဒီယာဒီမာဆိုရင် ရာဖင်ညာဟာဗီလူလာအသင်းအတွက်ပြိုင်ပွဲဆုံး42ပွဲကစားထားပြီးတော့26ဂိုးတင်ပြီး16ဂိုးဖန်တီးပေးထားပါတယ်။ဒါပြင်ဂိုးပေါင်ရဲ့ပတ်သက်မှုအနေနဲ့ဆိုရင်တော့စုစုပေါင်း46ဂိုးထိကိုပြုလုပ်ထားတာပါ။ဒါကြောင့်ရာဖင်ညာကလည်းဗီ ီလိုနာတရားဒီချန်ပီယံလိရခဲ့ရေဘလွန်ဒီရောရနိုင်ခြင်းရှိတဲ့ကစားသမားပဲဖြစ်ပါတယ်။ဒါပေမဲ့ဘာစီလိုနာအသင်းပေါ်ဖြစ်သူကာဗီကတော့ဒီနေ့ဘလွန်ဒီရောရနိုင်တဲ့ကစားသမားကိုရွေးချယ်ရမှာအသင်းပေါ်ရာဖင်ညာနဲ့ရှာမန်တို့ကိုခြံလက်ထားခဲ့ပါတယ်။ကာဗီကတော့ကျွန်တော်ရဲ့အသင်းပေါ်ပက်ထရီထက်ဘလွန်ဒီရောပုံရတဲ့သူမရှိဘူးလို့ထင်ပါတယ်။သူကဘလူကစားသမားမျိုးလဲဆိုတာအားလုံးသိပြီးသားပါ။သူနဲ့ကတကယ်ထိုက်တန်ပါတယ်လို့ဖြစ်ကြားသွားခဲ့တာဖြစ်ပါတယ်။ကာဗီတို့ဘလွန်ဒီရောဆူရှင်လောင်းနေရာကပက်ထရီဖြစ်နေတာပဲဖြစ်ပါတယ်။အသက်22နှစ်အရွယ်ပက်ထရီက2021ခုနှစ်မှာဂိုရန်ပွိုင်းဆူရခဲ့ပေမဲ့ဒိုင်းအရီကြောင့်ယုံကန်နေခဲ့ရပါတယ်။ ။ဒီအရမ်းပြန်သက်သာလာတဲ့အချိန်မှာတော့သူ့ရဲ့အကောင်းဆုံးခြေစမ်းကိုပြသနေပါတယ်။ဘာစီလိုနာအသင်းကိုကဲရလွန်လို့ပခုံးမအသမာရီအောင်တက်နေလောက်ဖြစ်လာဖြစ်ပါတယ်။သူစီဘောလုံးရသွားရင်တော်တော်လေးကိုပြက်ခဲပြီးတော့တကွင်းလုံးသူ့ခြေရာတွေနဲ့ပြင်းထန်နေလို့ရှိပါတယ်။ဒါကြောင့်ဂါဗီပြောထားသလိုပတ်ရီဒီယောဘလွန်နီရောတကယ်ပဲစကူးနိုင်မလားဆိုတာစောင့်ကြည့်သွားမှာဖြစ်ပါတယ်။အစိုးရကြီးပြည်အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။